ဆီးရီးယားသမ္မတဘာရှာရဲ့အာဆက်ပြောချခံရပြီးကိုလကျော်အကြာမှာ၎င်းကိုဖမ်းရန်ထုတ်လိုက်ပြီးဖြစ်ကြောင်းဆီးရီးယားတရားသူကြီးတူကစက်တင်ဘာလ28ရက်နေ့ကကြေညာခဲ့ပါတယ်။2012ခုနှစ်ကဖြစ်ပွားခဲ့တဲ့အုံကြွမှုအတွင်းအာဆက်အစိုးရရဲ့ရက်စက်တဲ့နှင်းနှင်းမှုတွေအတွက်ဖမ်းမနှံထုတ်ခံရခြင်းဖြစ်ပါတယ်။ ်မနေ့ကစီးရီးယားမျိုးကြီးတွေနဲ့ပြည်နယ်တွေကို HTS ဦးဆောင်တဲ့အတိုက်ခံလက်နက်ကိုင်အုပ်စုကတင်ပိုက်ခဲ့တဲ့စနစ်ရတာဒေါ်တွင်အဆက်ကိုမတွေ့ရှိရတော့ပါဘူးအဲဒီနောက်2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာရုရှားမီဒီယာကအဆက်တို့မိသားစုမော်စကိုကိုရောက်နေကြောင်းနဲ့၎င်းတို့ကိုနိုင်ငံရေးခုလုံခွဲပေးထားကြောင်းကြေညာခဲ့ပါတယ် တရားသူကြီးရဲ့ဆိုရာကျွတ်တင်ချက်စီတက်ဖြတ်ခြင်းနှိမ့်ဆက်ရာကနေလူသေဆုံးတဲ့အထိဖြစ်ရခြင်းစတဲ့ဆက်ချက်တွေအတွက်အာဆက်ကိုဖမ်းဝရန်ထုတ်လိုက်ခြင်းဖြစ်ကြောင်းအဲ့ဒီဆက်ချက်တွေကနိုင်ငံတောင်ပိုင်းဒါဟာမြို့မှာ2021ခုနှစ်အုံကျော်မှုအတွင်အာဆက်ဆိုရဖွဲ့ရဲ့ဖြိုခွင်းမှုတွေနဲ့ဆက်ဆက်ကြောင်းစီးရီးယားနိုင်ငံပိုင်း SANA သတင်းဌာနကဖော်ပြခဲ့ပါတယ်အခုတရားရုံးရဲ့ဆုံးဖြတ်ချက်ကြောင့်အင်တာပိုနိုင်ငံတကာရေးတပ်ဖွဲ့ကနေအကြောင်းကြားစာကိုဖြန့်ဝေဖို့နဲ့ဒီမှုကိုနိုင်ငံတကာမှာဆက်စစ်ဆေးဖို့လမ်းဖွင့်ပေးလိုက်တာပါလို့တရားသူကြီးကပြောပါတယ် ဒါရဖြူခွေးမှုအတွင်းတည်ကြည်ခဲ့သူတွေရဲ့ကျန်းသူမိသားစုတွေကတရားဆက်ဆိုထားခြင်းကြောင့်အခုစီရင်ချက်ထွက်ပေါ်လာခြင်းဖြစ်တယ်လို့လည်းတရားသူကြီးကဆိုပါတယ်။၂၀၁၁ခုနှစ်မှာနိုင်ငံရေးအပြောင်းအလဲလူလားသူတွေကအဆက်ဆိုရက်ကိုစန့်ကျင်နေဆန္ဒပြပွဲတွေပြုလုပ်ရာကနေတော်လိုင်းစတင်ခဲ့ပြီးပြည်တွင်းစစ်73နှစ်ကျော်ကြာပြီးမှအရှာရာဥဆောင်တဲ့ SDF ဖွဲ့ကဖြိုချနိုင်ခဲ့တာဖြစ်ပါတယ်။